ရှိဥစွာဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ဘပ်တိဇန်ဆရာယောဟန်ကဲ့သို့ဆရာကောင်းစင်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါရယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းတစ်ဆပိုင်း47နဲ့52ကိုဖတ်ပါမယ်။လူအများတို့သည်အထံတော်သို့ရောက်လာလင်ယောဟန်သည်နမိတ်လက္ခဏာကိုမပြတုတ်တော်လဲဤသူ၏အကြောင်းကိုယောဟန်ပြောသည်မှမှန်ပေ၏ဟုဆိုကြသဖြင့် ထိုအရ၌လူများတို့သည်ကိုရောကိုယုံကြည်ကြ၏ပြောတာတွေ့ရတယ်အဲ့ဒါရောယေရှုစီကိုလူတွေရောက်လာကြတယ်ရောက်လာကြတဲ့ခါမှာသူကဒီယေရှုကတော့နမိတ်လက္ခဏာတွေပြတယ်ပေါ့ဒါပေမဲ့ယောဟန်ကတော့နမိတ်လက္ခဏာမပြဘူးနမိတ်လက္ခဏာမပြပေမဲ့ယေရှုအကြောင်း ပြောသည်မြတ်အလုံးမှန်တယ်ဆိုတော့ရှင်ယောဟန်ရဲ့ တသက်ခံချက်ကိုကြားတဲ့သူတွေကယေရှုကိုမိမိကယ်တင်ရှင်ဖြစ်တယ်မေရှိယဖြစ်တယ်ဆိုတော့ဗျယုံကြည်ကြတယ်လို့ဒီလိုပြောချင်တာဖြစ်ပါတယ်အဲ့တော့အရေးကြီးတာကတော့ကျွန်တော်အင်းဝင်လေးလုပ်ငန်းလုပ်တဲ့အခါမှာနမိတ်လက္ခဏာလိုတဲ့ချိန်နဲ့ရှိတတ်ပါတယ်သူအတွင်အရေးကြီးဆုံးကတော့တကယ်စစ်မှန်တဲ့နှုတ်ကပတော်မျိုးစိအင်းဝင်ကလေးကိုနော် မှန်ကန်စွာယေရှုအကြောင်းကိုပြောဖို့ဖြစ်ပါတယ်အဲ့ဒါအလွန်ရေးကြီးတယ်ဆိုတာကိုနားလည်ဖို့ဖြစ်တယ်အဲ့တော့ယောဟန်ကြောင့်ပဲယေရှုကိုယုံကြည်ကြတယ်ဒါပေမဲ့အဲ့ဒီယောဟန်ကတော့နေစရာမရှိပါဘူးစားစရာလည်းကောင်းကောင်းမရှိပါဘူးအဝတ်လည်းကောင်းကောင်းမရှိပါဘူးဘာနမိတ်ခဏလည်းမပြပါဘူးဒါပေမဲ့ယေရှုကိုယ်တိုင်ယောဟန်ဘုလို့အတိမပြုတ်တယ်ဆိုတော့မဿဲခန်း၁၁စာပေ၁၁မှာ ငါအမှန်ဆိုဒီကမိမမွေးတော်သူတို့တွင်ဘပ်တိဇန်ဆရာယောဟန်ထက်ကြီးမြတ်တော်သူတယောက်မပေါ်မထွန်းသေးဟောအဲ့တော့ဒီလောကကြီးမှာလူတွေအားလုံးထဲမှာဟာလာယောဟန်ထက်ကြီးမြတ်တဲ့သူမရှိဘူးတဲ့ပြောချင်တာကယောဟန်ကမွေးခဲ့တဲ့မြတ်တော်လူတွေအားလုံးထဲမှာအကြီးမြတ်ဆုံးဆင်းမှာပါတယ်တဲ့ဒါလို့ပြောချင်တာ နောက်တစ်ခုကတော့လုကခန်းခွန်စာပွဲ28မှာငါဆိုဒီကမိမမွေးတော်သူတို့တွင်ဗရိဒန်ဆရာယောဟန်ထက်ကြီးမြတ်သောပရောဖက်တယောက်မျှမရှိ။အဲတော့ပရောဖက်တွေထဲမှာလည်းအလုံးတည်တဲ့အာဗျံလည်းပရောဖက်ပဲ။နော်ပြီးရင်အဲဟိုမောရှေတို့မှစပြီနော်။အဲတော့ပရောဖက်တွေကြီးမြတ်တဲ့ပရောဖက်တွေများစွာရှိပါတယ်။ဒါပေမဲ့အဲ့ဒီကြီးမြတ်တဲ့ပရောဖက်ထဲမှာဟလာယောဟန်လည်းအတူတူပဲ။ အကြီးမြတ်ဆုံးထဲမှာယောဟန်ပါတယ်လို့ပြောပါတယ်အဲ့တော့ယေရှုကိုယ်တိုင်ကဒါယောဟန်ကြောင်းပြသက်သက်ခန္ဓာဖြစ်ပါတယ်ဆိုတော့ဒီလောက်ကြီးမြတ်တဲ့ယောဟန်ဖြစ်ပေမဲ့သူဟာဘာနမိတ်လက္ခဏာများမပြုတ်နိုင်ပါဘူးသူလှုပ်တဲ့အလို့ကတော့ယေရှုကြောင်းမှန်ကန်စွာ ပြောတယ်သက်သက်ခန္ဓာနော်အဲ့ဒါကိုကြားတဲ့သူတွေကယေရှုကိုယုံကြည်ကြတယ်သူတို့တွေ့ရပါတယ် အဲ့တော့လုကာခန်း16စာပတ်16မှာယောဟန်မရောက်မီတိုင်အောင်ပညတ်တိကျမ်းနဲ့အနာဂတိကျမ်းရှိယောဟန်လက်ထက်မှာစ၍ဘုရားသခင်နိုင်ငံတော်နဲ့ရှင်တော်ဣဝံလိတရားကိုဟောလျက်ရှိ လူများတို့သည်လည်းနိုင်ငံတော်ကို အနိုင်ထက်ဝင်ကြ၏နော်အဲ့တော့ယောဟန်မတိုင်မီမှာဘာရှိသလဲတဲ့ဒီရှင်ယောဟန်တိဖို့ကကျွန်တော်နားလည်ဖို့ကရှင်ယောဟန်ဒီ เนาะဓမ္မဟောင်းကျမ်းနဲ့ဓမ္မသစ်ကျမ်းကိုပေါင်းကူးပေးတဲ့သူဖြစ်တယ်အဲ့တော့ယောဟန်မတိုင်မီမှာဓမ္မဟောင်းကျမ်းရှိတယ်ဗောပညာရေးကျမ်းနဲ့အနာဂတ်ကျမ်းရှိတယ်ဆိုတော့အဲ့ဒါပြောချင်တယ်เนาะအဲ့တော့ယောဟန်ပြီးတော့ပါရှိလာတယ်ဓမ္မသစ်ကျမ်းရှိလာတယ်အဲ့တော့ဒီပညာတရားနဲ့ခြေစူးတရားပေါင်းကူးပေးတဲ့သူဟာယောဟန်ဖြစ်တယ်ဒီလိုပြောချင်တယ်အဲ့တော့ယောဟန်ကယေရှုကျောင်းကိုเนาะမှန်ကန်စွာပြောတယ် ဘုရားသခင်နိုင်ငံတော်နဲ့ရှင်တော်အေးဝုန်ကလေးတရားကိုဟောလက်ရှိယောဟန်သူ့လက်ထက်ကပြီးစဟောတာသူ့တပည့်တွေလည်းပါမှာပေါ့နော်အဲ့ဒီခါမှာလူတွေကလည်းနော်ယေရှုကိုယုံကြည်လာကြတယ်နော်ပြီးရင်ဘာဖြစ်လဲနိုင်ငံတော်သားဖြစ်ခွင့်ရရှိကြတယ်နော်ဘုရားသားသမီးဖြစ်ခွင့်ရရှိကြတယ်ဒီလိုပြောတာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့တခြား အေးဝန်လေးဆရာတွေဓမ္မအမှုတော်ဆောင်တွေဟိုချမ်းသာကြွယ်ဝတဲ့လူအောင်မြင်တဲ့သူတွေနမိတ်လက္ခဏာပြတဲ့သူတွေဟောကဲ့သို့ဟောဖြစ်တာလဲကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့ယောဟန်ကဲ့သို့ဖြစ်ဖို့လဲဟောဖြစ်ရင်လဲစရမကြပါနဲ့ယေရှုကိုယ်တိုင်ကဟောယောဟန်ကိုအကြီးမြတ်ဆုံးထဲမှာပါတယ်လို့လူသားအလုံးထဲမှာအကြီးမြတ်ဆုံးထဲမှာပါတယ်လို့ ပရောဖက်ထဲမှာလည်းအကြည့်မြတ်ဆုံးထဲမှာပါတယ်လို့ပြောပါတယ်။ဒါကြောင့်တစ်စင်မှာဘာမှမရှိလို့နော်အဲဟိုနမေခလာလည်းမပြလို့စိတ်ရမကြပါနဲ့လို့ယောဟန်ကဲ့သို့ယေရှုအကြောင်းကိုမှန်ကန်စွာ ပြောပါ။နိုင်ငံတော်နဲ့ရှင်ရဲ့အေးဝင်လေးတရားကိုမှန်ကန်စွာပြောပါ။အဲ့ဒါဆိုရင်တော့အတင်ဟာဘုရားသခင်အမြင်မှာ ကြီးမြတ်တော်သူထဲမှာပါမှာဖြစ်တယ်အကြီးမြတ်ဆုံးထဲမှာပါမှာဖြစ်တယ်နော်ပရိုဖက်ထဲမှာလည်းနော်အကြီးမြတ်ဆုံးထဲမှာပါမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့အတိမတ်ပြုခြင်းထက်ဘုရားသခင်ကုန်ပြုခြင်းနဲ့ဘယ်ဟာကြီးကြီးမလဲဒါကြောင့်ဒီဒီအမှုတော်ဆောင်များနော်ကျွန်တော်ယုံကြည်သူများလည်းဒီတိုင်းပါပဲနော်ကျွန်တော်ရဲ့ဟိုခုခက်အခြေအနေရနော်နာမည်ကြီးတာဆယ်လီဖြစ်တာတွေ နော်ချမ်းသာကြွယ်ဝတာတွေဟာနာမည်လက္ခဏာဖြူတာတွေအဲ့နောက်ကိုလူတို့များစွာယုံကြည်သူတွေလိုက်သွားကြတာတွေ့ရမှာဖြစ်တယ်နော်အဲအဲ့ဒါထက်အရေးကြီးတာကတော့နာမည်လက္ခဏာရှိရှိမရှိရှိနော်ပတ်စံရှိရှိမရှိရှိဟာလာအဲ့တော့နောက်လည်းတပည့်တွေအများကြီးရှိရှိမရှိရှိနော်အဲအရေးကြီးတာကတော့ယေရှုကြောင့်ယောဟန်ကဲ့သို့မင်္ဂလာစွာပြောပဲပြောပါအဲ့ဒါဆိုရင်တော့ ်တင့်ရတက်တဲ့ခံချက်ကြားတဲ့သူတွေဟာယေရှုယုံကြည်လာကြမယ်။ယေရှုကလည်းတင့်ကိုရှင်းကျူးလိုက်မယ်။နော်အတိမတ်ပြုတ်လိုက်မယ်။အဲ့တော့ကောင်းကင်ဘုံရောက်ရင်လည်းနော်ဆုတရဖို့ရရှိလိုက်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်။ဘုရားသခင်နဲ့တင့်တို့အလုံးကောင်းချီးပေးပါစေတော့။အာမင်။